ဒီနေ့ခေတ်စာကံမှာချောကဘယ်လိုမျိုးအကြောင်းအရာတွေပြောပြပေးသွားမလဲဆိုတော့ TRA ရဲ့အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ Aaron ရဲ့အကြောင်းပဲဖြစ်ပါတယ်။သူမဟာကလေးတငယ်ညှဉ်းပန်းနှိပ်စက်မှုနဲ့အသေးရဖြတ်မှုတွေကြောင့်ပြစ်ဒဏ်အနေနဲ့ထောင်ဒဏ်၈လနဲ့ဆိုင်းငံ့ကာလ၂နှစ်ချမှတ်ခံခဲ့ရပါတယ်။ ဆိုလိုတာကသူမဟာထောင်ထဲကိုချက်ချင်းဝင်စရာမလိုပဲနဲ့တတ်မှတ်ထားတဲ့စောင့်ကြည့်ကာလအတွင်းမှာပြစ်မှုတွေထပ်ပြီးကျူးလွန်မှုရှိလို့ရှိရင်ထောင်ထံကိုကြခံစရာမလိုပါဘူး။ဒါအပြင်သူမဟာကလေးတငယ်ကာကွယ်ဆောင်ရှောက်ရေးတင်နန်းတွေကိုလည်းတက်ရောက်ရအောင်မယ်လို့သိရပါတယ်။ဖြစ်ပွားပုံကိုအချင်းချုပ်ပြောပြရမယ်ဆိုလို့ရှိရင်အာရုံကသူမရဲ့ခင်မောင်းဟောင်းကသူမကိုနှိပ်စက်တဲ့အပြင်သူမတို့ရဲ့ကလေးတွေကိုပါညှဉ်းပန်းနှိပ်စက်ပြီးအိမ်တွင်းအကြမ်းဖက်မှုတွေပါပြုလုပ်တယ်ဆိုပြီးတော့ဆွဆွဲချက်တွေကိုသူမရဲ့ဆိုရှယ်မီဒီယာမှာပြောပြခဲ့ပါဗျာ။ အဲ့ဒီနောက်ပိုင်းမှာစစ်စစ်မှုတွေပြုလုပ်တဲ့အခါမှာတော့သူမရဲ့ခင်မွန်းဖြစ်သူကတကယ်တကယ်အပြစ်မရှိဘူးဆိုတာကိုသိရှိခဲ့ရပါတယ်။တကယ်အပြစ်ရှိတာကသူမကိုယ်တိုင်ဖြစ်တာမဟုတ်လို့ခင်မွန်းဟောင်းကအာရွန်နဲ့အာရွန်ရဲ့မိခင်ကိုကလေးတငယ်အလွဲသုံးစားမှုကလေးတငယ်ခိုးယူမှုနဲ့အာရွန်ရဲ့ဆိုရှယ်မီဒီယာက post တွေအတွက်အတရေဖြတ်မှုတို့နဲ့တရားစွဲဆိုခဲ့ပါတယ်။အာရွန်ရဲ့မိခင်ကိုလည်းခလေးခိုးယူမှုနဲ့အပြစ်ရှိကြောင်းတွေ့ရှိခဲ့တာမို့လို့ထောင်ဒဏ်လေးလရက်ဆိုင်ကာလတစ်နှစ်အဖြစ်ချမှတ်ခံခဲ့ရပါတယ်။ အရုံးကပထမဦးဆုံးအကြိမ်ဖြစ်ပြစ်ဒဏ်ချမှတ်ခံရပြီးနောက်ပိုင်းမှာတော့အယူခံဝင်ခဲ့ပေမဲ့ယခုလမှာတရားရုံးဘက်ကပယ်ချလိုက်ပါပြီ။ဒါကြောင့်သူမရဲ့ပြစ်ဒဏ်ချမှတ်မှုကအတိဖြစ်သွားပြီလို့သိရပါဗျ။ ရှင်းလင်းအောင်ပြပြရမယ်ဆိုလို့ရှိရင်သူမကထောင်နဲ့ရှစ်လချမှတ်ခံရပြီမဲ့ထောင်ထဲကိုချက်ချင်းဝင်စရာမလိုသေးပဲနဲ့စောင့်ကြည့်ကလာနှစ်နှစ်အတွင်းမှာသူမထပ်ပြီးပြုတ်မှုတွေကျူးလွန်မှုမရှိလို့ရှိရင်ထောင်မကြတော့ပဲနဲ့လူငယ်ချမ်းသာခွင့်ရရှိမဲ့တဘောပဲဖြစ်ပါတယ်ပြည်သက်ကြီးကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးထင်လဲဆိုတော့ကို comment မှာမမေးခဲ့ဘူးမမေးနဲ့เนาะ channel သူ now video မှာပြောနေကြမယ်တတ